ဒီဝေါ်ကလာတာကြီးကိုရချင်နေတူတဲ့အတွက်ဒတင်းကောင်းလေးတစ်ခုပြောပြချင်ပါတယ်။ဘရာဒါတို့တွေဝေါ်ကလာတာဒီရောင်းအောင်ပိုက်တွေကိုစကင်တွေကလည်းမဟုတ်ပဲတခြားကုတ်မှာရှိတဲ့ဝီကော့တွေ၊ emote တွေ၊ဘိုရာတွေအစရှိတဲ့နေရာတွေကနေလည်းပိုက်တွေထည့်ရအောင်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘရာဒါတို့အားလုံးနားလည်တော်အောင်အတူရုပ်ရှင်းပြပါမယ်။ကျွန်တော်တို့ပိုက်ရစုတဲ့နေရာမှာ second အပြင် inmate collection နဲ့ nanmate collection ဆိုပြီးတော့နှစ်ခုထပ်ပါလာမှာဖြစ်ပါတယ်။ inmate collection ထဲမှာမှာ dewy core ၈ခုထဲကတစ်ခုခုကိုပိုက်ဆိုင်ထားတဲ့ဆိုရင်ပိုက်600ထပ်ရပါမယ်။ အားလုံးကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ပိုက်4800ရမှာပါဒီလို free ရထားတဲ့ week call ဆိုရင်တော့တစ်ခုကိုပိုက်90ပဲရမှာဖြစ်ပါတယ်အဲ့ထက်နည်းနည်းအကောင့်တဲ့ဒီလို week call တွေကတော့တစ်ခုကိုပိုက်300ရမှာဖြစ်ပါတယ်ဒီ notification တွေကတော့တစ်ခုကိုပိုက်90စီရမှာဖြစ်ပါတယ်။ spawn app တွေကတော့ပိုက်90စီရမှာဖြစ်ပြီးဒီလိုရိုးရိုးတွေဆိုရင်တော့ပိုက်90စီပဲရမှာဖြစ်ပါတယ်။ elimination နဲ့ trade app တွေကတော့တစ်ခုကိုပိုက်100စီရမှာဖြစ်ပါတယ်။ tower ရုပ်ထုတွေကတော့ဒီနှစ်ခုကတော့ပိုက်1000စီရမှာဖြစ်ပါတယ်။ ဒီကောင်တွေကတော့တစ်ခုကိုတရာစီပဲရမှာဖြစ်ပါတယ်ပြီးတော့ emote တွေ action တွေ quick chat တွေကနေလည်းပိုက်တွေအတီးတီးရမှာဖြစ်ပါတယ် nan collection map မှာဆိုရင်တော့ volleyball multi ပြီးတော့ပိုက်150 30စီဆိုပြီးတော့ရမှာဖြစ်ပါတယ်ပြီးတော့ name color ကပိုက်နေရရမယ် cap bevel ကပိုက်400 banner ကပိုက်120ဆိုပြီးရမှာဖြစ်ပါတယ်ဆိုတော့ဘရာဒါတို့လည်းပိုက်တွေအများကြီးထပ်ရပြီးဝေါ်ကလာတာကြီးကိုမြန်မြန်ရောက်ကြပါစေလို့ကျွန်တော်ရှူတောင်းပေးလိုက်ပါတယ်